ကုဖို့ထဲမှာရှိတဲ့ဓာတ်ပုံလေးဗီဒီယိုတွေကုဘန်ကောင်ထဲမှာရှိတဲ့ပတ်စံတွေကိုပတ်မတော်ယူမှုဆိုရင်ဒီဗီဒီယိုလေးကိုဆော့အောင်ကြည့်ပေးပါနော်ပါလို့လဲဆိုတော့ကျွန်တော်တို့ကဒီနေ့စဉ်နဲ့အများကိုယ့်ရဲ့လိုအပ်လိုအပ်ချက်တစ်ခုရှိတိုင်းလိုအပ်တဲ့ APP ကိုကျွန်တော်တို့ကအမြဲတမ်းထောင်းပြီး install လုပ်နေကြရပါပဲဖြစ်ပါရဲ့နော်ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့ install လုပ်တဲ့အခါကျရင်ကျွန်တော်တို့အလောင်းဆိုအလောင်းလုံးမှလား do not allow ဆိုလားအမြဲတမ်းမေးပါရဲ့နော်ဒီအလောင်းကို quit ပြမှတာလေဒီ APP ကဒီ install လုပ်လို့ရတာများပါတယ်ဗျ ဒီအလောင်းပေးခြင်းအပြင်ကောင်းကျိုးရှိတယ်လို့အဆိုပြုလည်းရှိပါတယ်နော်ကောင်းကျိုးကဘာလဲဆိုရင်ကျွန်တော်တို့ဒီ Google Map ကိုပေါ့နော် install လုပ်မယ် Google Map ကိုကျွန်တော်တို့ကဒီ location ကိုအလောင်းပေးထားမယ်ပေးထားမယ်ဆိုမှတာလေကျွန်တော်တို့ရဲ့ဒီတွားရှင်တဲ့ location ကိုသူက land Google Map က land ညွှန်ပေးနိုင်မှာပဲဖြစ်ပါရဲ့။တကယ်လို့ကျွန်တော်တို့က location ကိုပိတ်ထားရဲဆိုရင်ကျွန်တော်တို့ Google Map က လမ်းညွှန်ပေးနိုင်မှာမဟုတ်ပါဘူးเนาะဒီလိုပဲကျွန်တော်တို့က TikTok Facebook ကိုကျွန်တော်တို့ကကင်မရာကိုဒုနော့အလောင်းလို့လုပ်ထားလိုက်မယ်ဆိုရင်ဒီ Facebook TikTok တို့ဘာတို့မှာကျွန်တော်တို့ဓာတ်ပုံရိုက်လို့အဆင်ပြေမှာမဟုတ်တော့ပါဘူးเนาะအဲ့တော့ကိုကဒီ TikTok မှာဓာတ်ပုံရိုက်မယ်ပုံပြင်ခြင်းနဲ့ဗီဒီယိုတင်ခြင်းနဲ့ဆိုရင်ဒီကင်မရာကိုကျွန်တော်တို့အလောင်းလုပ်ထားမှလည်းအဆင်ပြေပါမယ်เนาะဒါတော့ဟိုကဘောနောကောင်းတဲ့အချက်လေးတွေပေါ့เนาะဒီမကောင်းတဲ့အချက်ကကျတော့ဒီဘောနောအနေရရှိတဲ့ APP ပေါ့เนาะဟို Bay APP ဆိုတော့ကိုလည်းမသိဘူးပေါ့เนาะဒီ အနေတစ်ခုရှိတဲ့ APP ကအလောင်းသွားပြီးတော့လုံးလုံးမိမယ်ဆိုရင်ပေါ့နော်ဒီ storage ပေါ့နော်ဒီဓာတ်ပုံတွေကိုကျွန်တော်တို့ကပေးမိမယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ကြီးကိုဒါဓာတ်ပုံတွေဒီ PC တွေခိုးခံရနိုင်တယ်ပေါ့နော်ဥပမာဒီဖုန်းကွန်တက်တွေပါလေကိုကျွန်တော်တို့ကအလောင်းပေးမိမယ်ဆိုရင်ကိုယ့်ရဲ့ကွန်တက်ကခိုးခံရပြီးတော့ပေါ့နော်ဒီကြော်ညာတွေပါလေစီကိုရောင်းစားခံနိုင်ရတာပေါ့နော်အဆိုးဆုံးကတော့ကျွန်တော်တို့ရဲ့ဒီ SMS တွေကိုကျွန်တော်တို့အလောင်းပေးမိမယ်ဆိုရင်ကိုယ့်ရဲ့ ဘန်လည်းဘန်ကနေပို့တဲ့ OTP ကိုတူတူကခိုးဖက်ပြီးတော့ဗောနော်ဒီကိုဘန်ကောင်ထဲမှာရှိတဲ့ဥပမာ KBW ဘေးထဲမှာရှိတဲ့ပတ်စံတွေကိုတူတူနည်းပညာမြင့်မြင့်တယ်လို့ပွာသွားနိုင်ပါရဲ့နော်အဲ့တော့အထူးသဖြင့်ကိုမတိရဲ့ software ကိုအနည်းပတ်ဝန်းကျင်မှာလည်းဘယ်သူမှမသုံးတဲ့ software တွေ install မယ်ဆိုရင်တရားလေးစုံစမ်းပြီးမှ install လုပ်တာပို့ပြီးတော့အဆင်ပြေပါရဲ့နော်ဒီတိုင်းပဲလူတိုင်းတော့ install လုပ်နေရဘာမှမဖြစ်ဘူးဆိုပေမဲ့တကယ်တမ်းဖြစ်ရင်ဘယ်သူမှလည်း ။ဘာမှလုပ်လို့မရပါဘူးเนาะအဲ့တော့ကိုယ့်ဘက်ကမဖြစ်ခင်အတတ်နိုင်ဆုံးဆီစဉ်တာကိုကောင်းပါတယ်ဗျ။တက်တော့လေးကိုကျွန်တော်တို့ဖိထားလိုက်မယ်เนาะ။ပြန်ကျွန်တော်ဒီမှာ app permission ဆိုတာလေးရှိရပေါ့နော်တက်တော့မှာကျွန်တော်တို့ကဒီကင်မရာကိုပေါ့နော် ူနော့အလောင်းဆိုရင်ကျွန်တော်တို့ကဒီ TikTok မှာဓာတ်ပုံရိုက်လို့မရတော့ပါဘူးเนาะဥပမာကျွန်တော်ဒီမိုက်ခရိုဖုန်းကိုဒူနော့အလောင်းလို့ပြောင်းထားလိုက်မယ်ဆိုရင်ကျွန်တော်တို့အတန်တွင်းတာစကားပြောပြီးတရှင်းဆိုတာတွေဘာမှလုပ်လို့မရတော့ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကဓာတ်ပုံနဲ့ရိုက်မယ်ဒီအတန်နေပါလေတွင်းမယ်ဆိုရင်ဒါဒီကျွန်တော်တို့ကအလောင်းပေးထားမှာပေါ့เนาะဒီ location ဆိုတာလည်းဒါကျွန်တော်တို့ပေးထားတော့ပေးထားမှာပေါ့เนาะ တော့ကျွန်တော်တို့က software တစ်ခုတွေ့ပြီဆိုရင်ကျွန်တော်တို့ဒီမှာချို့ဟာတွေမပေးတင်ဘူးဆိုရင်ကျွန်တော်တို့ကဥပမာကင်မရာပေါ်ပေးခြင်းဘူးဆိုကျွန်တော်တို့က do not allow ဆိုပြီးတော့ပြောင်းထားပေးလို့ရပါတယ်နော်ဒီပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေအများအားဖြင့်ဒီမှာမျိုးကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလို့တွားပေးကြပါအောင်နော်